Stanford Bridge မှာတော့ Chelsea သင်းက Tottenham Hotspur သင်းကို1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ Cocaine Star Football Show နဲ့ Chelsea TV ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါတယ်။ Chelsea နဲ့ Tottenham Hotspur ရဲ့ London Derby ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်ပေးသွားကြပါမယ်။ဒီသုံးသပ်ချက်လေးမလုပ်ပေးခင်မှာ information sharing လေးတစ်ခုအရင်လုပ်ပေးပြရသည်။မန္တလေး ငရင်ဘေးဒဏ်တင်ခဲ့တဲ့ညီကောင်မောင်မတွေပဲဖြစ်ဖြစ်ဒီညီကောင်မောင်မတွေ ਨੇ ဆက်ဆက်နေတဲ့မိတ်ဆွေတငယ်ချင်းတွေပဲဖြစ်ဖြစ်ကျွန်တော်အခု sharing လုပ်ပေးမယ် information လေးကို ပြန်ပြီးတော့ထပ်စစ်ဝေမျှပေးပါခင်ဗျဒါကတော့မန္တလေးစီပင်သားရေးကော်မတီနယ်နိမိတ်မန္တလေး6မြို့နယ်အတွင်းမှာလှုပ်ခတ်ခဲ့တဲ့ငရင်ဒဏ်ကြောင့်ထိခိုက်ဒဏ်ရခဲ့တဲ့ညီကောင်မောင်မတွေကို Japan Disaster Relief Team အတူကောက်ကတော့ JDR လို့ခေါ်ပါတယ်။တနည်းအားဖြင့်မြန်မာမှုပြုရင်တော့ဂျပန်နိုင်ငံဆေးပညာရှင်များအဖွဲ့ကနေ X-ray ရိုက်ပေးတာတွေ ultrasound ရိုက်တာတွေပြင်ပထိခိုက်ဒဏ်ရာရတာတွေအယိုးကျတာတွေနဲ့အထွေထွေယောဂါတွေအတွက် အခမဲ့စမ်းသပ်ကုသပေးမှာဖြစ်တဲ့အတွက်ကြောင့်ကုသလိုတဲ့ညီကိုမောင်နှမတွေအနေနဲ့မန္တလေးမြို့တော်စီပင်တာယာရေးကော်မတီယုံ26လမ်း 82လမ်းနဲ့82လမ်းကြားကိုဒီကနေ့ဧပြီလ4ရက်နေ့နော်နေ့လေတနာရီကနေ့9နာရီအထိနဲ့ကျန်တဲ့ရက်ဒီမှာမနက်9နာရီကနေ့ညနေ9နာရီအထိလာရောက်ကုသနိုင်တယ်လို့အတိပေးကြေညာထားပါတယ်ခင်ဗျအဲ့တော့အခုချိန်မှာကျမကြီးစောင်းရှောက်မှုလိုအပ်နေတဲ့သူတွေကျွန်တော်မြေပြင်မှာတော့တွေ့နေရတော့မယ်ကျွန်တော် JD ရဂျပန်နိုင်ငံစီးပညာ ရှင်အဖွဲ့ကကုသပေးမဲ့လုပ်ငန်းစဉ်တွေထဲမှာဆိုရင်တကယ်ထိရောက်မဲ့လုပ်ငန်းစဉ်တွေပါတယ်တော့ဒါ x-ray ရိုက်တာတို့ ultrasound ရိုက်တာတို့ဆိုမဖြစ်မနေလို့တယ်အထဲမှာဘာတွေဖြစ်နေလဲအယူကျိုးသွားလားဒါမို့ရင်ကလီဇာတွေဘယ်အစိပ်ပိုင်းကိုထိသွားလဲစသဖြင့်သိရမှာဖြစ်တဲ့အတွက်ကြောင့်ဒါငရင်ဘေးဒဏ်သင့်เนาะထိခိုက်ဒဏ်ရခဲ့တဲ့ညီကောင်မတွေအနေနဲ့ကျွန်တော်ခုပြောခဲ့တဲ့အကြောင်းအလေးတိုင်းတွားရောက်ပြီးတော့ကုသကြပါလို့တိုက်တွန်းနေပါတယ်ခင်ဗျကဲတော့ကျွန်တော်တို့ဒီ Chelsea နဲ့ Tottenham Hotspur ပွဲလေးအကြောင်းကိုဆက်ပြောလိုက်အောင် ီပွဲတင်နိုင်တော့နိုင်သွားတယ်ဟိုအိုင်ယန်ဂျင်းနဲ့ဆီကကောင်းလောက်တဲ့စွမ်းဆောင်ရမျိုးနဲ့နိုင်သွားတာတော့မဟုတ်ဘူးပွင့်လင်းပြောရင်တော့နှစ်သင်းလုံးကမကောင်းဘူးတော်တင်ဟော့စပါမို့လို့နိုင်သွားတာတော်တင်ဟော့စပါကြာနေတဲ့အတိုင်းလိုက်ကြနေတာဗျအထူးသဖြင့်ပထမအိမ်မှာကစားတဲ့ပုံကရုပ်ပြက်ဆင်းပြအဲကြောင့်လဲဆိုတော့တော်တင်ဟော့စပါအတင်းရဲ့ကွင်းလယ်ပိုင်းဒီအဲ့လောက်စိုးမိုးမှုမရှိဘူးသူတို့အားတာတဲ့အတိုင်းပဲ hybrid scene တခါလေးကြာရင်ပြီးတယ်ကျန်တဲ့အတင်းတွေက ဟို low block deep block တွေပြန်ဆော့နေတဲ့အချိန် spa ကတော့ highline တွေမှာတင်ဆော့နေတာအဲ့လိုအသင်းမျိုးကိုဟိုပွင့်လင်းပြောရင်တော့ဗျာမကြောက်တင်ဘူးသို့တော့ Andrew Morris က Torino Spa ရဲ့ counter attack တွေအဲ့လို high press ကနေ ပြန်ရသွားမဲ့ regain position တွေကိုကြောက်တယ်ဆိုတော့ Peter ကိုအကြာကြီးလုတ်ပြီးစိတ်မဆော့ရဲဘူးကစားကွက်တွေအများကြီးပုံဖို့မဖန်တီးရဲဘူးဘောလုံးကိုရပြီဆိုတာနဲ့ the right counter attack လို့ခေါ်တဲ့ရှစ်ကိုတရိုက်ကန်တင်ပေးတဲ့ပုံစံမျိုးတွေကိုဒါအသုံးပြုထားတယ်။အမှားတွေကနည်းနည်းဟိုလွဲသွားပြီဗျာပြောချင်တာလွဲသွားဆိုဖြူအပိုင်းကိုလွဲတယ်လို့ပြောချင်တာမဟုတ်ဘူးကျွန်တော်တို့ဟိုပြိသက်တွေဖြစ်စေခြင်းတဲ့ပုံစံနဲ့လွဲသွားပြီကိုပြောတာပြိုင်ဘက်အသင်းဒီမှန်တယ်အနေရများတယ်စွန်အောင်မင်းတို့လိုပလေယာမျိုးတွေပါတယ်ကောင်တာအထက်ကောင်းပေမဲ့စပါဒီလောက်ဖောင်အောင်နေတာဒီနေ့ရာသီတော်တော်စွမ်းဆောင်ရင်အဆင်မပြေတဲ့အသင်းတွေအောင်အဲ့လောက်ထိကြောက်စရာတော့မလိုဘူးပေါ့လေ တော်တော်သူကတော်တင်ကော့စ်ပါအသင်းနိုင်ပြန်ကစားသွားတယ်။ကွင်းလယ်မှာ Moises Caicedo အန်ဇိုဖာနန်ဒက်စ်တို့နှစ်ယောက်ရှိပြီးတော့ကွင်းလယ်ကစားတဲ့ပုံစံဘာကြောင့်မပေါ်ခဲ့တာလဲ။ဘောလုံးမွေးတဲ့ဘက်မှာဟိုကွင်းလယ်ကစားကွက်အရင်ကြီးကြီးတယ်လို့ကျွန်တော်တို့ပြောတာဒါအလဟတ်သက်ပြောတာတော့မဟုတ်ဘူး။ကွင်းလယ်စိုးမမှုရှိတဲ့အခါကျမှ နောက်တန်းနဲ့ချိတ်ဆက်မှာလား၊ရှေ့တန်းနဲ့ချိတ်ဆက်မှာလား။ဒါမို့ရင် imposition ရောက်တဲ့အခါကျရင် ဘလို့ဆုံးဖြတ်ချက်တွေချမလဲ out of position ရောက်တဲ့အခါကျရင်ကွင်းလယ်ကစားသမားတွေကဘလို့မောင်းနေမလဲအဲ့ဒီကွင်းလယ်စိုးမှုမှုပျောက်သွားတယ်တဦးချင်းတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုတွေနဲ့ပဲကစားနေတာကိုကျွန်တော်တွေ့ရတယ်အန်ဇိုကလည်းနံပါတ်8နံပါတ်10နေရာတွေရောက်နေတယ်လို့ Moises Caicedo တယောက်တည်းနံပါတ်6နေရာမှာကစားရတဲ့အခါကျတော့ဘလို့လို့ကွင်းလယ်ကစားကွက်ပုံပေါ်တော့မလဲကျွန်တော်တို့အဲ့ဒီကွင်းလယ်ကတဟားစားတာမဖြစ်မှုကိုလည်းအဖြေရှာတဲ့နော်ရေရှည်ဆက်သွားလို့တော့ အဆင်မပြေဘူးတကယ်ကွင်းလဲကစားကွက်ကောင်းတဲ့ကွင်းလဲစိုးမှုရှိတဲ့အသင်းတွေနဲ့တွေ့တိုင်ပတ်သွားလိမ့်မယ်တကယ်တော့ Moises နဲ့ Enzo ရဲ့ Miffy Joe ကပုံပုံနေရမှာတိုးတော့သူတို့နှစ်ယောက်ဘောလုံးပေးပြီးတော့ bid တဲ့တဲ့ဟန်မျိုးတွေကျွန်တော်မမြင်ခဲ့အောင်အဲ့တော့ကျွန်တော်ကွင်းလဲ Joe ကတော့ဒါထားပါတော့အမြဲတမ်းကွင်းလဲကစားကွက်ကိုပုံဖော်မနေနိုင်ဘူးဒါမဲ့နမတန်းနေရ AM နေရမှာကစားတဲ့ပါမကြတော့လဲအဲ့နှစ်ယောက်နဲ့လုံးဝတွဲလို့မရအောင်အဲ့တော့ Chelsea ရဲ့ကွင်းလဲကကစားသမား၃ယောက်ရှိတယ်ဒီ၃ယောက်က သူတို့ရဲ့ individual skill ကောင်းလို့တော့တယောက်ချင်းစီကစားနေကြတာဒီ၃ယောက်စီကရတဲ့ team play ကိုကျွန်တော်မမြင်ခဲ့ရအောင်အဲ့တော့ Enzo Fernandez ကိုလက်ရှိအချိန်ထိဘလို့အသုံးပြုရမမှန်မသိသေးဘူး Enzo ခြေသမ်းပြနေတာပြနေရနော်ဒါသူ့ရဲ့တကူကြီးကျွမ်းကျင်မှုကြောင့်တပိုင်းသို့တော့နံပါတ်8လားနံပါတ်10လားအခုကစားသွားတဲ့ပုံကခါလီကျရဲ့နံပါတ်10မှာပါမားနဲ့ထက်တယ်အပါမားကနံပါတ်9နေရာမှာလည်းပြပြပြမကစားနိုင်တဲ့အခါကျတော့ကွင်းလေမှာဗျာဘလို့ပဲပြမြင်ရတာအစင်မပြေဘူးပေါ့နော် ထားပါအဲကျွန်တော်တို့ဟိုနိုင်တဲ့နိုင်တဲ့ပွဲကိုတော့နိုင်သွားတယ်ဒါကလည်းလက်တွေ့ဆန်ဆန်စဉ်းစားခြင်းတော့အရေးကြီးတဲ့အစိပ်ပိုင်းပေါ့လေနိုင်ဖို့ကအရေးကြီးဆုံးပဲ bro ဟိုကစားကွက်လာတာမလာတာပြဿနာမဟုတ်ဆိုတာလည်းမှန်ပါတယ်မမှန်ဘူးလို့ပြောတာမဟုတ်ပါဘူးတိုးတော့ဒီတက်ပိုကောင်းတဲ့အတင်တဲဖြစ်စီခြင်းသားရဲ့ချက်စီလက်ရှိတုံးဆွဲထားတဲ့ငွေကြေးအမောင့်ပမာဏကစားသမားစုဖွဲ့မှုအရာရဲ့ဒီတက်ပို့ပြီးတော့ဖြစ်ရင်တော့ကောင်းတာပေါ့တော်ရင်ဟော့စပါတင်ဒီ hybrid တွေပေးတယ် counter attack တွေလုပ်တယ်ဆိုပေမဲ့ဒီနေ့ပွဲထဲမှာသူတို့ထင်သားသလို game တွေကိုတော့ဝင်မလာခဲ့တဲ့ပုံစံဒီ Chelsea နောက်ခံကစားသမားတွေထဲမှာမှကျွန်တော် CB နှစ်ယောက်နဲ့ McGugu ရဲ့လာအတွက်အဆင်ပြေခဲ့တယ်ဗျအဲအကြောင်းလဲကျွန်တော်ဂူပေးရမယ့်အခွင့်အရေးတွေကနေအနေငယ်တတ်တာသွားတယ်လို့ပဲပြောရမှာဖြစ်ပါတယ်အဲ့တော့ပွဲချိန်အတွင်းဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုပြန်ကြည့်မယ်ဆိုရင် Chelsea ကတော့ twin goal နှစ် goal တော့ရခဲ့တင်တာပေါ့ဒါပထမ goal ကတော့ကိုပါမရဲ့ ဘောလုံးပေးဖို့မှုတော်တော်လေးတည်တက်လှပခဲ့တယ်။ပါမကတော့ဂူပါဝင်ပတ်သက်မှုတွေမမြင်ခဲ့ရတာကြာပြီဆိုရင်ပဲဒီနေ့ပွဲစဉ်မှာပါမရဲ့ဂူပါဝင်ပတ်သက်မှုတကူကျွန်တော်မြင်ခဲ့ရတယ်။ဒါ့အပြင် Necklace Justin ပထမဆုံးပို့ထွက်ကစားသမားအဖြစ်ပြန်လည်ပါဝင်လာတယ်။ဒါတိုင်ရပြဿနာရပြီးတဲ့နောက်ပိုင်းမှာပထမဆုံးကစားခဲ့တဲ့ပွဲပဲ။ဒါပေမဲ့ Justin ရဲ့ထုံးစံတိုင်းပဲတိုးအားယုံအားတွေတော့ကျွန်တော်တို့မြင်ရတယ်။တိုးတော့ဘောလုံးဖြစ်ကလက်ဆန်ကန်တာတွေကတော့လက်ရှိအချိန်ထိအဆင်မပြေသေးဘူး။ပထမ3မိနစ်စုံစုံလောက်တင် ဂျက်ဆင်အပိုင်ကူးသွင်းခွင့်ရပေမဲ့အဲ့လိုဖြစ်ကလက်ဆန်ပဲယုံကြည်မှုမရှိတဲ့ပုံစံမျိုးနဲ့ပဲကန်သွင်းသွားခဲ့တယ်။ဒါ့အပြင်ဝင်းနှစ်ယောက်ဖြစ်တဲ့ပက်ထရိုနက်ဒိုနဲ့ဂျေဒန်ဆန်ချိုကလည်းစွမ်းဆောင်ရည်ကောင်းတိတ်မပြနိုင်ဘူး။ဆန်ချိုကတော့စွမ်းဆောင်ရည်ကောင်းမပြနိုင်တာထက်ကိုယ့်ကိုယုံကြည်မှုမရှိတာဗျ။အဲ့တိုင်းဆိုရင် United ကိုပေါင်၅သန်းယောဂျီပေးပြီးပြန်ပို့ခံရလိမ့်မယ်။ယုံကြည်ချက်တိတက်ပူရှိတဲ့ ਨੇ သူစ조사ပေးတယ်ဗျ조사အထောက်မှုအများကြီးမြင်ရယုံကြည်ချက်မရှိတဲ့ခါကျတော့ဘောလုံးကိုကိုယ်တိုင်ဂိုးသွင်းယူရမယ့်အခြေအနေမျိုးမှာမသွင်းဘူးပဲဘောလုံးပေးပို့မှုတွေပဲများနေတာက အတော်လေးအဆင်မပြေဘူးဗျပက်ထရိုနယ်တို့ကြောက်လေဒီပွဲစဉ်တောက်လျှောက်ကိုပျောက်နေတာနောက်ထပ်လူကျွန်သွားတဲ့အလုံးကတော့ကျွန်တော်တို့ထွေထူးထူးပြောမနေချင်တော့ဘူးဒိုင်လူကြီးတွေရဲ့သုံးဖက်ချက်ပဲဗျ necklace jason ဘာမှမဆိုင်ဘူးကျွန်တော်ကျွန်နေရဲ့တိုးတော်လေသူက necklace jason ကို offside line တိုင်းသွားတာမဟုတ်ဘူးဗျကျွန်တော်တစ်ဖက်ကအစုအဖွဲ့ကိုတိုင်းတဲ့နေရာမှာ chelsea ကကျွန်နေပါတယ်ဆိုတော့ယူဆချက်နဲ့ဒါ offside ပေါ်ပေးလိုက်တယ်ပေါ့တကယ်လို့သာ egg goal က offside မဟုတ်ဘူးဆိုတော့တော်တော်လှပတဲ့ goal တကူဖြစ်ခဲ့မှာပါနောက်ပပိစာရဲ့ကန်သွင်းယူချက်ကတော့ ဒါ Moises Sky Zero ကိုတိတိတတကြီးပေါ့နော်ဒူးကောင်းဖြတ်နင်းသွားတဲ့ပုံစံဖြစ်တဲ့အတွက် Tottenham Hotspur ကိုဂူးမရခဲ့တာပါဒီကောကလည်းပြောမယ်ဆိုပါပိစာရဲ့ကံသွင်းယူချက်ကအဲ့လောက်မကောင်းဘူးရောဘတ်ဆန်ချက်ရဲ့ပုတ်ကောက်ကွယ်မှုကညံ့ပြီးဂိုးဝင်သွားတာဒါပေမဲ့ကံကောင်းထောက်မှဆိုတဲ့ပွဲပြီးကန်ဒီမှာစွန်ရဲ့ပိတ်သွင်းမှုကိုအကောင်းဆုံးကာကွယ်ပြီးသွားခဲ့ပါတယ်အဲ့တော့ဒီလန်ဒနာဘီကချဲစီအတွက်ခဲရခဲစီကစားပြီးနိုင်သွားတဲ့လန်ဒနာဘီလို့ပဲပြောရမှာပါအခုချိန်မှာတော့မန်စီးတီးအသင်းကို တမတ်အတာနဲ့ကြော်ဖြတ်ပြီးတော့အဆင့်လေးနေရာမှာရက်တည်ခဲ့ပြီဖြစ်ပါကြောင်းသုံးသက်ဆွေးနေနေပဲဗီဒီယိုလေးဒီမှာနားကျင်ပါရခင်ဗျအကြိုက်ဆုံးကစားသမား9ယောက်ဗီဒီယိုလည်းလုပ်ပေးပါအောင်မယ်